မိဘအတိုင်းတို့အိတ်ဖွင့်ပေးစာပတ်ဝန်းကျင်အတိုင်းအဝိုင်းကမိမိသားသမီးတွေကိုဘလောက်ပဲကြည့်ပြစ်တင်နေပါစေမိဘတွေကသားသမီးအပေါ်မယုံကြည်တဲ့စိတ်တွေကိုဖေရှားပြီးသားသမီးတွေကိုအကောင်းမြင်စိတ်နဲ့အကောင်းမြင်ဝါဒနဲ့အဆိုးတွေကိုခဝါရှပစ်တင်ပါတယ်ဒီကဘာကြီးရဲ့လောကကြီးထဲမှာလူသားတွေဟာမိမိစားဝဲနေရင်အသက်ရှင်ရက်တည်ရဲ့အတွက်ကြိုးစားရုန်းကန်ရင်ဖြတ်သန်းကျင်လင်ကြရပါတယ်ဒီလိုဖြတ်သန်းကျင်လင်ကြတဲ့အခါ လူတဦးနဲ့တူပြုဆိုဆက်ဆံမှုတွေတွေးခေါ်မျှော်မြင်စဉ်းစားပုံတွေစင်ချင်ញံအတိတ်တရားတွေကိုကျင့်တရားတွေလူတဦးရှင်ထားရှိတဲ့စိတ်ထားတွေဟာကွေးပြားခြားနာသွားကြပါလေမတူညီမှုတွေကိန်းအောင်နေတဲ့လူပေါင်းအတိုင်းအဝန်းရဲ့အခြေအနေကို ပြန်သုံးသပ်ကြည့်ရင်ဒီနေ့ခေတ်အချိန်အခါကပိုပြီးတော့မတူညီမှုတွေအားကောင်းလာတဲ့ခေတ်လို့ပြောရင်မမှားနိုင်ပါဘူးလူတူရှင်စီကမတူညီတဲ့အမြင်အတွေးကနေ လူတယောက်ပေါ့အကောင်းမြင်ပေးတဲ့စိတ် positive feeling ကမကောင်းမြင်တတ်တဲ့ negative feeling ကိုရှေ့ဖြတ်ပေးနိုင်စွမ်းရှိနေတယ်လို့ပြောရင်မိတ်ဆွေတွေယုံပါလားလူတစ်ပါးသားပေါ့အကောင်းမြင်ပေးတဲ့စိတ်အဆိုးတွေကိုရှေ့ဖြတ်နိုင်ခဲ့တဲ့စိတ်ကြောင့်ကဘာကြီးတစ်ခုလုံးနေချင်းညာချင်းအမောင်တွေကဆွေးထုတ်အလင်းပြယုံဆောင်ခဲ့တဲ့အဖြစ်ပြက်ကတက်တဲ့တာကပြနေတဲ့အကြောင်းကိုပြောပြရှင်ပါတယ်အမေရိကန်ပြည်ထောင်စုအိုဟိုင်းယားပြည်နယ်မီလန်မြို့လေးမှာ လူငယ်တယောက်မွေးဖွားခဲ့ပါတယ်။မွေးလာတဲ့လူငယ်လေးဟာကုသိုလ်ကံမကောင်းချပါဘူး။နားနှစ်ဖက်လုံးသိပ်မကြားရလို့အချားအာယုံရှွတ်တေးတဲ့ရောဂါပါလာခဲ့ပါတယ်။အချားအာယုံရှွတ်တေးပေမဲ့အဲ့ဒီလူငယ်လေးဟာငါးနှစ်သားအွယ်ကစပြီးဘာကြောင့်ဖြစ်တာလဲဘလို့ကြောင့်မှားနေတာလဲဆိုတဲ့မေးခွန်းတွေကိုသူ့ဦးနှောက်ကစဉ်းစားပြီးမေးတက်လာခဲ့ပါတယ်။ကျောင်းနေမဲ့အွေအသက်၆နှစ်ရောက်တော့သူ့ကိုကျောင်းထားခဲ့ပါလေသူတက်တဲ့ကျောင်းကတော့မီရှီဂန်ပြည်နယ် ်ဟူရန်မြို့ကအစိုးရအကြောင်းကျောင်းစာသင်ခန်းမှာစက်ကြဝဠာကြီးကဘယ်တုန်းကတည်းကတရှိနေတာလဲနေမင်းကြီးကဘလို့ဖြစ်ပေါ်လာတာလဲလူသားတွေကဘာမြေထဲမှာဘေးအရှင်ကစတင်ပေါက်ဖွာလာပါတည်းဆိုတော့မိကုံးတွေကိုအဲ့ဒီကောင်လေးကဆရာဆရာမတွေအကြက်ရိတ်စေလောက်အောင်မေးမြန်းလေးရှိပါတယ်ဒီနေ့ကျောင်းကပြန်လာတော့သူ့လက်ထဲမှာစာလေးတစ်စောင်ပါလာခဲ့ပါတယ်အင်းရောက်တော့အမေဆရာမကသားကိုလီစာပေးလိုက်တယ်နောက်ပြီးမင်းဖက်နဲ့ မင်းအမေကိုဖတ်ခိုင်းပါလို့ဆီယာမက ပြောလိုက်တယ်လို့ဆိုပြီးအဲ့ဒီစာကိုသူ့အမေပေးလိုက်ပါတယ်အမေဖြစ်သူကစာကိုဖတ်ကြည့်လိုက်တဲ့အခါမှာတော့ရှင်းသားကညံရင်အရန်ချွတ်တက်ပါတယ်အဲ့ဒါကြောင့်ကျမတို့ကျောင်းမှာရှင်းသားကိုဆက်တက်ခွင့်မပြုနိုင်တော့ပါဘူးသူ့ကိုကျောင်းထုတ်လိုက်ပါပြီလို့ရဲထားပါတယ်သားသမီး9ယောက်မွေးထားပြီးအငယ်ဆုံးသားဖြစ်တဲ့သူ့ကိုပညာတကြီးဖြစ်စေခြင်းနဲ့မိခင်ဟာအဲ့ဒီစာကိုဖတ်ပြီးဒေါသဖြစ်စိတ်ထဲမှာလည်းမကျေနပ်မှုတွေနဲ့ မျက်ရည်ကျခဲ့ပါတယ်အသားတွေတဆက်ဆက်တုံပြီးမျက်ရည်တွေကိုသားမမြင်အောင်တော့လိုက်ပါတယ်နောက်တော့မှမျက်နှာကိုပြောင်းထားလိုက်ရင် အမေစာထဲမှာဘာတွေရေးထားတာလဲလို့မေးတဲ့သားဖက်ကိုလှစ်လာပြီးချင်းသားကပါရမီရှင်ចောင်းသားတစ်ယောက်ပါဒီចောင်းကရှင်သားအတွက်အဆင့်နေလုံးလှပါတယ်ချင်းသားကို သင်ပင်းနိုင်လောက်အောင် တိုးတဲ့ဆရာဆရာမလေးမရှိပါဘူးဂျေစုပြုတ်ပြီးရှင်သားကိုရှင်ကိုယ်တိုင် သင်ပင်းရင်ကောင်းမှာပါလို့ရေးထားတာတာရေလို့ပြောလိုက်တော့ လူငယ်လေးမျက်နှာမှာအပြုံးပန်းတွေဝင်စားသွားပါတော့တယ်ဒီလိုနဲ့မိခင်ကအိမ်မှာစာတင်ပေးခဲ့လို့လူငယ်လေးဟာ စာရေးစာဖတ်တတ်ရုံမကအရာရာကိုစင်ကြင်ညာအသည့်တရားနဲ့ဝေဖန်သုံးသက်တက်လာပါတော့တယ်1804ခုနှစ်ဩဂုတ်လ16ရက်နေ့မှာမွေးဖွားခဲ့တဲ့သူ့မိခင်ဟာ1808ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်မိခင်ဆုံးပြီးနှစ်ပေါင်းများစွာကြာမြင့်ရှိမှာတော့လူငယ်လေးဟာတီထွင်မုံပါရဂူကြီးဂျင်းနန်းစနစ်စတင်တီထွင်သူ ကာဗွန်3မင်းအီနဲ့တပြားဆက်တီထွန်သူကဘာကြီးကိုအလင်းတဲ့များစွာပေးခဲ့တဲ့တိုးမက်အေဘာအက်ဒီဆင် ဖြစ်လာခဲ့ပါတော့တယ်။ဒီနေ့တော့အက်ဒီဆင်ဟာကွေလွန်သွားခဲ့တဲ့သူ့အမေကိုတရိရတာနဲ့အမေထားရိတ်ခဲ့တဲ့တစ်တာကိုဖွင့်ကျင့်မိတဲ့အခါသူငယ်စဉ်အခါကဆရာမကအမေကိုပေးခိုင်းတဲ့စာလေးကိုမထင်မှတ်ပြီးသွားတွေးလိုက်ပါတယ်။သူဖတ်ကြည့်တဲ့အခါငယ်စဉ်ကသူ့အမေဖျက်ပြတာနဲ့ပြောင်းပြန်ဖြစ်နေတာကိုသိလဲရပါတော့တယ်။ကဘာကျော်သိပ္ပံပညာရှင်ကြီး စွန်အိုးတီထွင်သူကြီးဖြစေရာစုနှစ်ရဲ့အကြီးကျယ်အခမ်းအနားဆုံးလူကြီးမျက်ရည်တွေကြငိုကြွေးခရပါတယ်ဆရာမကငထုံငါအညာရင်နီးတဲ့သူအမေကပြောတော့ရှင်သားကပါရမီရှင် မတူညီတဲ့စာကြောင်းအတိတ်တွေကိုပြန်လေးစဉ်းစားရင်ရင်ဘက်ဟင်းလင်းပွင့်မတဲ့ခံစားနှလုံးသားကြားနာမှုအဆုံးမျက်ရည်တွေ ဖုံးလို့ကုန်းအော်ပြီးငိုချလိုက်ပါတယ်ဒီအဖြစ်ပြက်လေးကိုတေရှာစဉ်းစားကြည့်တဲ့အခါလက်ဦးဆရာဖြစ်တဲ့အမိဖအတွေရဲ့ ခြေမဖြတ်နိုင်တဲ့တံမိုးကိုအထင်သာတွေ့မြင်ခံစားရမှာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကအေဒီဆင်ရဲ့အမေဟာစာသားတွေကအတိုင်းအဖြစ်မှန်အတိုင်းပြောပြခဲ့ရင်စာရေးသူတို့ခုရှင်အထိအမောင်ထဲမှာနေရှင်နေရပါလိမ့်မယ်။အမေဖြစ်သူရဲ့တွေးခိုမျိုးမြင်တတ်မှုမိမိသားရဲ့အနာဂတ်ကိုလက်ဆက်ဖွေဖြိုးစေရှင်မှုစတဲ့အတွေးခိုအသည့်တရားစင်ကြုံတရားတွေနဲ့လမ်းပြခဲလို့သာအေဒီဆင်ဟာကဘာကျော်သိပ္ပံပညာရှင်ကြီးဖြစ်လာခဲ့တာပါ။ပတ်ဝန်းကျင်အတိုင်းဝိုင်းက မိမိရဲ့သားသမီးတွေကိုဘလောက်ပဲကြည့်ပြစ်တင်နေပါစေပြောဆိုနေကြပါစေမိဘတွေကသားသမီးအပေါ်မယုံကြည်တဲ့စိတ်တွေကို ဖေရှားပြီးသားသမီးတွေကိုအကောင်းမြင်စိတ်နဲ့အကောင်းမြင်ဝါဒနဲ့အဆိုးတွေကိုခံဝါရှားလိုက်ဖို့လိုပါတယ်မိဘဆိုတဲ့သူတွေကသားသမီးတွေကိုယုံကြည်မှုနားလေပင်မှုအပြစ်တွေကိုခွင့်လွှတ်သီးခံမှုသားသမီးတွေအနာဂတ်အတွက်အတွေးခိုးကောင်းတွေနဲ့ဆင်ခြင်တဲ့ရှိမှုတွေထားရှိရမှာပဲဖြစ်ပါတယ် ။အေရီဆင်ရဲ့အမိသားအထက်မှာဆိုခဲ့သလိုအတွေ့အခေါ်ကောင်းတွေစင်ကြုံတရားတွေမရှိခဲ့ဘူးဆိုရင်သိချာပါတယ်။ကျွန်တော်တို့တွေဟာအမှောင်လောကကြီးထဲမှာဆက်လက်ရှင်သန်ကြရမှာပါ။ဒီလိုမိဘဖြစ်သူတွေကိုမေခွန်းလေးတစ်ခုမေးလိုက်ပါစေ။စွန်ဦးတီထွင်သူကြီးသောမတ်အေဗာအေဒီဆင်ဆိုတဲ့ကဘာကျော်သိပ္ပံပညာရှင်ကြီးဖြစ်လာတာဆီယာမကြောင့်လားသူ့အမေကြောင့်လားဒါမှမဟုတ် သူ့ရဲ့ပင်ကိုဗီဇပါရမီကြောင့်လားဒီမေခွန်းတွေနဲ့အတူစာရေးသူက မိဘတွေကိုအိတ်ဖွင့်ပေးစာပေးရင်မိမိသားသမီးတွေရဲ့အနာဂတ်လင်းလက်တောက်ဖစေဖို့သားသမီးတွေဘို့ဘလို့စိတ်နဲ့စိတ်ထားနဲ့ဘလို့အတွေးခိုးကောင်းတွေထားရှိရမယ်ဆိုတာမိမိကိုယ်ကိုဝေဖန်ဆန်းစစ်ကြဖို့ပါပဲအဆုံးအထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ပြင်သမျှကိုဆက်လက်နားဆင်နိုင်ရန် YouTube channel လေးကိုလည်း subscribe လုပ်ထားနိုင်ပါတယ်ဗျ